အိုက်ခန်းမမတ်ရရတော်တော်ချမ်းတယ်ကျွန်တော်အင်ဂျင်ကျွန်းနဲ့ဟွာလောက်နေလဲရတယ်၃နာရီ၃နာရီလောက်နေလဲရတယ်အဲ့လိုရှင်တရားဆွဲပဲကျမရအချက်သိခါအတွက်ရှင်ပြက်ပေးစမ်းဟုတ်တယ်ဟုတ်တယ်ကျွန်တော်ပြောအင်းကြီးမချွတ်လို့မရဘူးလားအဲ့လိုကျွန်တော်စွတ်ကြဲလေးနဲ့နေပဲဆိုများအောင်များအောင်အင်းကြီးချွတ်တယ်ကောင်းလေးပဲလို့လုံးနေတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆိုပြီးဟိုတော်တော်လေးတော့မမတ်ရရဖြစ်တယ်ကျွန်တော်တခါမှအင်းကြီးချွတ်ပြီးတရုံးမဆောင်ဘူးဒါပရမအောင်ဆုံးတရုံးဆောင်တယ်လို့ပဲပြောရမှာအဲ့လိုကြည့်တယ်ခံစားမနေပါနဲ့ကွာ ဖြစ်တယ်လို့ဖြစ်ခဲ့ပြီပဲ။ညဟုတ်တယ်နည်းနည်းတော့ပူတော့စမင်တူးနဲ့ဆိုတော့နည်းနည်းတော့ပူသွားတာတို့တခါမှလည်းအဲ့လိုမဆမ်းဘူးအဲ့တော့ကလည်းအဲ့လိုတက်တက်ဆန်ဆန်ဖြစ်သွားတော့ကျွန်တော်နည်းနည်းလွယ်လွယ်တတ်တော့လေအဲ့လိုမျိုးမလွယ်တော့ဘူးဘုန်းကြီးမဟုတ်နေဘူးအများနဲ့လွယ်နည်းနည်းလေးတော့လွယ်နေတယ်ကျွန်တော်ငငယ်တော့စောကြည့်ဘူးကကြည့်တာများလို့လားမသိဘူး ဒီကားလေးကဟိုကျွန်တော်တရုတ်ဆောင်ကြီးရတယ်မှာဘယ်လိုပြောရမလဲဟိုအဆိုးဆုံး character လေးပေါ့နော်အဆိုးဆုံးဆိုတော့ကျတော့ဟိုဘယ်လိုပြောရမလဲ character အရာဟိုကသူကအရန်ဆိုတဲ့အဲ character လေးပေါ့နော်ကျွန်တော်တရုတ်ဆောင်မှုတမရတယ်မှာတော်တော်လေးကိုဆိုးရယ်ပြီးတော့အဖြီလည်းမပါဘူးအရန်ကိုဆိုးရယ် character လေးပေါ့နော်ကျွန်တော်ဒီ character လေးကိုမနေ့ကပုံဖော်ထားပါတယ်ခင်ဗျာဟုတ်အဲ့ဒါဒီလိုဒီလိုကျွန်တော်နည်းနည်းလွဲတက်တယ်အမရေးဒီလားအဲ့တော့ပြဿနာဘယ်လိုလဲဆိုတော့အဲ့ပြဿနာနည်းနည်းရှင်းပြမယ်အဲ့ဒါသဘင်တူ ကျွန်မတို့ကဘလို့တက်ဖြစ်သွားရလဲဆိုတော့အိုက်ကားရိုက်ဖို့ကျွန်တော်ပရမောင်းဆုံးအဲ့ first week ပေါ့နော်ပရမောင်းဆုံးအပတ်ဝင်တဲ့ချိန်မှာကျွန်တော်စပင်ကကာလာနဲ့ဖြစ်တယ်။အာကာလာနဲ့ဖြစ်လည်းဖြစ်ကောအဲ့ဒါကျွန်တော်ကဟောဒီပထမဘက်ကဟိုဘက်ကလည်း commercial ရမပြီးသေးတာနဲ့ဟိုဘက်ကလည်းဝင်ပေးရမှာဟိုဘက်ကကျတော့စပင်ကာလာမပြီးသေးတာနဲ့အော်အဲ့ဆိုရင်တော့ စပင်တူလေးခဏတက်လိုက်မယ်ဆိုပြီးတော့ကျွန်တော်ဟောပေါ့နှစ်ရက်သုံးရက်လောက်စပင်တူနဲ့ရိုက်ဖြစ်လိုက်တယ်အပြီးလဲပြီးတော့စပင်တူကဟိုဘက်ကကလာတွေပဲပြန်ဆိုးပြီးလဲပြန်ဆိုးပြီးတော့အဒရိုက်တာပြောတော့ဒရိုက်တာညီလေးကကိုနေညူရီပါသွားပြီဆိုတော့ကျွန်တော်ပြန်ကြည့်ကြည့်တော့ပထမစပင်ကျွန်တော်ရဲ့ original စပင်နဲ့စပင်တူနဲ့ကျွန်တော်တို့ match မဖြစ်တော့အဲ့ဒါနဲ့ပဲဒီစပင်တူလေးနဲ့တကားလုံးရိုက်ဖြစ်သွားတော့ဗျာညဟုတ်တယ်နည်းနည်းတော့ပူတော့စပင်တူနဲ့ဆိုတော့နည်းနည်းတော့ပူသွားတော့တကားမှလည်းလို့မဆမ်းဘူးအဲ့တော့လည်းလို့တက်တက်ဆန်ဆန်ဖြစ်သွားတော့ကျွန်တော်နည်းနည်းလို့လွဲတတ်တော့လေအဲ့လိုဟိုကိုရိုက်မဲ့ချိန်ကျမှပထမကားကလည်းမပြတ်သေးနဲ့ပထမကားကဝင်လိုက်တယ်ကျွန်တော်စဉ်းစားလိုက်တယ်အော်ပထမကားက ားဝင်ပြီးဒီနှစ်ရက်လောက်ဟိုစပင်မဲလေးနဲ့ရိုက်လိုက်မယ်ပေါ့ပြီးရင်စပင်ကလာပြန်ဆိုးပြီးရင်ကို original စပင်နဲ့ပဲရိုက်မယ်လို့စဉ်းစားတာဒါပေမဲ့ဟိုအခန်းတွေကအခန်းဆက်လည်းရှိတယ် continuity လည်းပါတာဖြစ်တဲ့တော့တကားလုံးအဲ့လိုလေးပဲပြီးသွားတယ်ပေါ့မလွဲတော့ဘူးမလွဲတော့ဘူးမဟုတ်နေဘူးအများနဲ့လွဲနည်းနည်းလေးတော့လွဲနေတယ်ကျွန်တော်ငငယ်တော့စောကြည့်ဦးကကြည့်တာများလို့လားမသိဘူးအဲဟုတ်တယ်ဟုတ်တယ်နော်အဲ့ဒါအဲ့ဒါလေးတော်တော် comment မှာတော်တော်စီနေတာလေတော်တော်ပွဲစီပါကျွန်တော်တွေးလိုက်တယ်လားအဲ့ခန်းမမရရဆိုတော်တော်ချမ်းတယ်ကျွန်တော်အဲ့ညွန့်နေဟွာလောက်နေလိုက်ရတယ်၃နိုင်၃နိုင်လောက်နေလိုက်ရတယ်အဲ့လို ကိုတရားဆွဲပဲကျမရဲ့အချက်သိခါအတွက်ရှင်းပြပေးစမ်းဟိုရိုက်လိုက်ဟိုဒါအဓိကတော့အကိုအကိုရဲန်တစ္ဆာဒရိုက်တာကကျတော့ तू က तू ရ तू လိုချင်တဲ့ target ကိုမရောမချင်း तू ကရိုက်တဲ့ဒရိုက်တာမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းအများကြီးစူးစမ်းတယ်အကိုလည်းကျွန်တော်တို့အများကြီးစူးစမ်းပေးထားတယ်အများကြီးလည်းလက်တွဲခေါ်ပေးတယ်အကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒီခန်းဆိုလည်းအကိုလည်းတော်တော်လေးကို तू လည်းအပင်ပန်းခံပြီးတော့ तू လိုချင်တဲ့မှုကိုနောက်ဆုံးမရတော့ तू ကိုယ်တိုင်မှဝင်ပြီးတရုပ်ဆောင်ပြီးတော့ကျွန်တော်တို့အမျိုးမျိုးတင်ခဲ့ရတော့ဒီခန်းက तू အရေးလည်းအရေးကြီးတယ်ပြီးတော့အကိုဘယ်လောက်ထိ အေးဘယ်လိုပြောရမလဲဒီကျွန်တော် character အရာဆိုဘယ်လောက်ထိရုံမာလဲဆိုတော့ပြခြင်းနဲ့အခန်းဖြစ်တဲ့အတွက်ကိုတူကလည်းဒီခန်းလေးကိုတော်တော်လေးအလေးနဲ့ထားတာပဲဟုတ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ပြောအေးမချွလို့မရဘူးလားအဲ့လိုကျွန်တော်စွတ်ကြယ်လေးနဲ့နေပဲဆိုမရဘူးမရဘူးအင်ဂျင်ချွတ်တယ်ကောင်းလေးပဲလို့လုံးနေတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆိုပြောဟိုတော်တော်လေးတော့မမတ်ရရဖြစ်တယ်ကျွန်တော်တခါမှအင်ဂျင်ချွတ်ပြီးတရုံမဆောင်ဘူးဒါပရမအောင်ဆုံးတရုံဆောင်တယ်လို့ပဲပြောရမှာအဲ့လိုကြည့်တယ်ခံစားမနေပါနဲ့ကွာ ဖြစ်တယ်လို့ဖြစ်ခဲ့ပြီပဲဟုတ်ဆင်းဆင်းရအဆင်ပြေပါကျွန်တော်ခန္ဓာကိုယ်ဟိုလိုမျိုးအရင်မတောင်ဆိုပေမဲ့သူရှိတဲ့သူ့အနေထားလေးနဲ့သူရှိတော့အဆင်ပြေပါပြီးတော့ကျွန်တော်တို့ကဟိုအကျယ်ကြီးအရင်ရိုက်တာမဟုတ်အဓိကကတော့မျက်နှာ expression နဲ့အဲ့လိုမျိုးအဓိက emotion တွေကိုရိုက်တာဆိုတော့အကျက်ရိုက်တာဆိုတော့ပို့ပြီးတော့အဆင်ပြေပါပဲဟုတ်ဟုတ်တယ်ဟုတ်တယ်အဲ့ character ကကျွန်တော်အဓိ character ကိုစရိုက်လိုက်သေးရပါဘောနော်စရွေးလိုက်သေးရဒီ character စရရတယ်ကျွန်တော်စဉ်းစားတာက ဘယ်လိုယုံမာမှာလဲဘယ်လောက်ထိသွားမှာလဲပေါ့နော်ကျွန်တော်ပရမတော့ဆန်နိုးစစ်ဖတ်တော့ကတော့အဲ့လောက်ထိမသွားတာဘူးဒါပေမဲ့တကယ်တကယ်ဇက်အကျယ်ရလာတော့တော်တော်လေးကိုဟိုတော်တော်လေးကိုကြဲကြဲလေးကိုတော်တော်လေးကိုယုံယုံမာမာလေးကိုသွားရတာဆိုတော့ကျွန်တော်လည်းအဒရိုက်တာနဲ့ညှိပြီးတော့ဒရိုက်တာတော့အဓိကတော့အကိုရဲတစ်ဆက်တင်ပေးတာများပါတယ်ညီလေးဒီလိုဆိုရင်တော့အရန် feel line ပေါက်ရမယ်ဒီလိုဆိုရင်တော့ flexible ဖြစ်တယ် item တော်တော်များများအကိုညှိပေးတာများပါတယ်အကိုညှိပေးတော့တယ်ကျွန်တော်လည်းအများကြီးလုပ်ရတာအဆင်ပြေပါတယ်ခင်ဗျဟုတ်အဲအဲ့လိုတော့ခက်မတွေ့ရပါဘူးကျွန်တော်တို့ကကျတော့အဲ့တုန်းကကျတော့ပထမတော့ကကျတော့ကျွန်တော်တို့ပေါင်းရိုက်တာပေါ့နော်ပြီးလဲပြီးတော့အဲ့ဒါနဲ့ဒရိုက်တာမကြိုက်လို့ဆိုပြီးတော့တယောက် ောက်တချမ်းစီရိုက်ကြတာပေါ့တယောက်တချမ်းစီရိုက်ကြတော့နည်းနည်းပို့ပြီးတော့အဆင်ပြေတာပေါ့တယောက်တချမ်းစီရိုက်ကြတော့သူလည်းသူလည်းတချမ်းလောက်ရတယ်နဲကိုလည်းတချမ်းလောက်ရတယ်ဆိုပို့ပြီးတော့ဘယ်ပြောင်းနည်းနည်းလေး item လေးပို့သွက်သွားတော့အကိုကတော့အများကြီးလှည့်ပေးပါတယ်သူအများကြီးသူအများကြီးစဉ်းစားလိုက်တာနဲ့ကျွန်တော်တို့တော့က item လောက်ရတယ်ပို့ပို့ပြီးလွတ်လပ်သွားတာပေါ့ခင်ဗျဟုတ်အဲဆက်နေလားဆိုတော့အဲ့လိုအဲ့လိုယူတော့မဆက်ဘူးလောရမယ်ကိုလောရမယ်ဟာတော့တည်တယ်ဒါပေမဲ့ဟိုဘယ်လိုပြောရမလဲကျွန်တော်ရုံးမှာမယ်အခန်းဆိုတော့ကျွန်တော်ကကျတော့နည်းနည်းအဲ့လိုအပြင်မှာတစ်ခါမှအဲ့လိုလည်းဟိုမဆက်မ try မ try မှုတော့ အဲ့ဒါဟိုဘယ်လိုလုပ်ရမလဲပေါ့နော်အကိုနဲ့အဓိကတိုင်မင်းကအကိုဘယ်လောက်ထိသွားမှလဲအကောင်မလေးကိုလက်မောင်းကင်ုံပဲလားစကားပြောရုံပဲလားဒါမှမဟုတ်ကျွန်တော်ပရမတော်ကအဲ့လိုမတက်ရပြီအဝေးကနေစကားပြောညီလေးအဲ့လိုမတက်ပြီအဝေးကစကားပြောလို့မရဘူးကိုကြီးကနင်းနီးကက်ကက်လိုချင်တယ်ပြီးတော့အဲ့လိုအသားတွေပါထိတာလိုချင်တယ်ဆိုတော့အဲ့ဒါနဲ့ပဲအကိုနဲ့တိုင်မင်းပြီးညှိပြီးရိုက်ဖြစ်တာပါခင်ဗျဟုတ်